everybody good morning ပါလားအဲကျွန်တော်နှစ်ချင်းခရိယာမှာမီယိုဗလာနှစ်ချင်းခရိယာ generation 40မြောက်ဒုတိယမူချင်းခံပြီးတဲ့မီယိုဗလာနှစ်ချင်းခရိယာဖြစ်ကြအဲ doctrine လေးအရင်ပြောတာအဲဘက်ဒစ်ဇန်အကြောင်းကိုအာနားမလည်ဘူးပေါ့နော်အဲလာမေးထားတဲ့လူရှိလို့အဲဘက်ဒစ်ဇန်အကြောင်းကိုနည်းနည်းဒီတဲ့အာ ဟိုနည်း clear ဖြစ်အောင်ပေါ့နော်ထပ်ပြောပေးဖို့ request လုပ်ထားတဲ့လူရှိလို့ကျွန်တော် petition နဲ့နှစ်ချင်းနှစ်ချင်းပေါ့နော်နှစ်ချင်း petition နဲ့ bond again နဲ့အမတူဘူးဆိုတဲ့အကြောင်းကိုကျွန်တော်မနေ့ကပြောဟိုနည်းပေါ့နော် interpret လုပ်ပြတာပေါ့နော်အဲကျွန်တော်တရားမဟောပါဘူးအ내ပြန်လာတာလည်းဖြစ်ပါတယ်တမာကျန်းစာအ내ပြန်လာတာလည်းဖြစ်ပါတယ်မာယုံတော်ဩဝါဒကိုထောက်ပြလာတယ်ဖြစ်ပါတယ်တရားမဟောပါဘူးအဲအဲ့ဒါ ဘောနေကဲနဲ့ဒုတိယမွေးချင်းနဲ့ဂျေဘယ်ရီဇန်နဲ့အဲ့ဒါမတူဘူးဆိုတဲ့အကြောင်းမနေ့ကပြောတယ်အဲ့ဒါတိတ်မရှင်းဘူးပေါ့နော်ဒီတဲ့ချက်ကားပြီးရှင်းပါဆိုတော့အဲ့ဒါချက်ကားပြီးရှင်းရတယ်တနေကုန်ရှင်းရတော့ကုန်မှာမဟုတ်ဘူးညာဘာလို့လဲဆိုတော့အဲဒုတိယမွေးချင်းဆိုတဲ့အဲကာနာရီတရိုးသမီးဆိုတဲ့ကာနာရီအဲ့ဒါတရိုးသမီးနဲ့တရိုးသားနှုတ်ကပတ်တော်နှုတ်ကပတ်တော်ဆိုတာဘာလဲအဲ့ဒါတွေပေါ့နော် တော့ religion မှာ relationship တို့ဟလာ religion ဆိုတာဘာသာတရားဘာသာတရားဆိုတာယောဟန်တေယောဟလာငါကိုပေါ့နော်ယောတင်ငါကို sorry တေယောတယ်လေယောဟန်ခရစ်ဝင်ကျမ်းရှင်ယောဟန်ခရစ်ဝင်ကအခန်းကြီး1အငယ်ငါကိုပေါ့ဗျာအဲငါကိုမှာယောဟန်အမိရှိတော်သူတယောက်ဘုရားသခင်စီလွတ်တယ်အဲ့ဒါ religion religion ကိုစီလွတ်တာဘာအတွက်လဲအဲ့ဒါမနည်းရရှင်းပြီးပြီလားအဲ့ဒါဟိုသူကဒီတဲ့ ရှင်းဖို့ဆိုတော့ဒီတဲ့ရှင်းဖို့ကလည်းတဏီကုံထိုင်ရှင်းမှာတဏီကုံရှင်းတာတော့အဲနားလဲဖို့ကမလွယ်ဘူးပေါ့နော်ဘာလို့စန်းစာနှံ့ဆက်ဖို့လိုတယ်ကစန်းစာနှံ့ဆက်ဖို့လိုတယ်တမာကျန်းစာကိုအ ਨੇ ဆုံးတော့ဒီဘောနဂဲနဲ့အတော့ရေနှစ်ချင်းခရိယံဘက်ဒီဇင်နဲ့ဘောနဂဲနာမတူဘူးဆိုတာကိုသိဖို့တော့ကသရုပ်သမီးဆိုတာသိရမယ်တာဝုတို့အတင်းတော်ဆိုတာသိရမယ် ဟလာရေသိမ်းခြင်း harvest time ဆိုတာသိရမယ်အများကြီးပဲအဲ့ဒါကြီးရှင်းဖို့ကဒါအဲ့ဒီ born again ကိုနားလဲဖို့ပါပေါ့နော်အဲနားလဲအောင်ရှင်းပြပြီလေ born again ဖြစ်မလားဆိုတော့ရှင်းပြလို့မရတဲ့ဟာပေါ့နော်ရေဒီလေဒီအလိုရှိသည့်တန်သွားလာကြီးတဲ့လေဒီတန်ကိုတင်းဒီကြားတော့လေအဘယ်ရက်ကဖြစ်ဒီအဘယ်အဘယ်ရက်သို့သွားပြီးကိုတင်းဒီမသိနိုင်ရဲ့ဆိုအဲဝိညာဉ်တော်မွေးသောသူဖြစ်လိမ့်မယ်ဆိုတော့ဒီ born again ဆိုတာကိုတင်ပေးလို့မရအောင်ပေါ့နော်ဒါဘုရား အာဘာလို့ယေရှုခရစ်တော်တပါးကြီးကလာလေအဲဒုတိယမူဝေးခြင်းကိုပေးပိုင်သောအရှင်သခင်ဖြစ်တယ်နော်ယေရှုခရစ်တော်အဲ့တို့ကြွာလာအဲ့ဒါ religion မှာ relationship ဆိုဆိုအဲ့ဒါတွေကိုနားလဲဟိုကြွာတော့ကျွန်တော်တန်းတနေ့ကုန်နှစ်ရက်သုံးရက်လောက်သင်ရမယ့်ပုံစံဖြစ်တယ်နော်ဘာလို့တာဝုတို့အတင်းတော့ဟာလာဟိုကဘာဦးကျမ်းကနေစာအဲကဘာဦးကျမ်းမှာအဲ့ဒီဟိုနေဟိုကာယိနာနဲ့အာပြေလာအဲကိုယ်ကိုယ်တိုင်းကိုယ်ကိုယ်လို့လက်မခံဘူးသူ့ရဲ့တမန်ကျမ်းစာက ဘုရားသခင်က तू လိုချင်တဲ့ကိုးကွယ်မှုကို तू တဝေး I am the way လို့ဒါကြောင့်ပြောတာယေရှုခရစ်တော်နော် I am the way ဆိုတာဘာလဲအဲ့ဒါတွေပါသိရမယ်ကနော်ဝိညာဉ်တော်တရားဆိုတာသိရမယ်နော်မုန်းနူတီစင်းဆိုတာတစုတပါးကြီးသောဘုရားဆိုတာလည်းယုံကြည်လက်ခံရမယ်ယုံကြည်လက်ခံအဲ့အဲ့ဒါဖယဘွားလို့လို့ပြီးတော့ဘုရားသုံးစုဖယဖယဘွားသုံးဘွားနဲ့အဲ့ဒါဘော်ဒီဘွားပုတ်တယ်လို့ပုတ်နေလို့ကတော့ကလဘောနေကဲမစင်းစားနဲ့တော့ဘယ်တော့မှဘောနေကဲမဖြစ်တော့ဘူးဆိုတော့အဲ့ဒါ hari ရှင်းမွား တစ်ထက်တစ်ဖြတ်တယ်ပေါ့နော်10မိနစ်15မိနစ်တည်းနဲ့ရှင်းပြလို့မရတော့ဒါကြောင့်ကျွန်တော်အကြမ်းပြင်းပဲပြောတာဒါမှမဟုတ်အဲ့ဒါဟိုကြေကြေပြတ်ပြတ်ရှင်းပြဖို့ request လုပ်တော့ကျွန်တော်တတ်နိုင်သလောက်တော့နော်ချိုးပြီးတော့ရှင်းပြပေါ့10မိနစ်လောက်ပဲကောင်းတယ်ဘာလို့ဆိုတော့10မိနစ်ကျော်သွားရင်လေဒါမကောင်းဘူးပေါ့နော် line ပေါ့မှာအဲ့ဒါဒီ bond again နဲ့ဒုတိယမွေးချင်းဆိုတော့ bond again တာဒါအဲ့ဒီဟာက အာရောတုံးတုံးပေါ့ဗျာရောတုံးတုံးအဲ့ရောတုံးအခန်းတစ်ခန်းလုံးပေါ့ညီကောတင်နဲ့တွေ့တဲ့အခါမှာအာငါတို့ဒီအာငါတို့တည်တဲ့အရာကိုငါတို့ပြောတယ်တင်းတို့ဒီလက်မခံဘူးအဲညီညီကြီးအရာကိုပြောပြီးတင်းတို့မယုံလေကောင်းငင်အရာကိုငါပြောတော့အဖေတို့ယုံများယုံကြလိမ့်မည်ဆိုညီကောတင်တော့နားမလဲဘူးညီကောတင်ဆိုတာဒီတမချမ်းသာအရေးကြိုတောက်ထားတာဒီတမဟောင်းတမဟောင်းချမ်းကိုပေါ့နော်တမဟောင်းချမ်းဆိုတာသူရှေ့ကတမဟောင်းချမ်းတွေအဲ ဂျူးဂျူးရဲ့အကျမ်းစာဂျူဒီဇင်ကိုအရေးအကျိုးတောက်ထားတဲ့လူပညာတတ်အလွတ်ရာရှိဓမ္မဆရာအဲ့လိုဖရာเจ้าတွေမှာဓမ္မဓမ္မပညာတွေကိုသင်နေတဲ့သင်ပေးနေတဲ့ဓမ္မဆရာအဲ့ဒီအရာတော့နားမလည်ဘူးဆိုတော့အဲ့ဒါကိုနားလည်ဖို့ကျွန်တော်ရှင်းဖို့ကမလွယ်ဘူးပေါ့နော်အဲဒါမှလည်းကျွန်တော်အာတတ်နိုင်သလောက်ရှင်းပြတာပေါ့နော်အဲ့တော့မီယိုဖလာဆိုတာဘာကြောင့်အရေးကြီးတယ်လဲဆိုတော့မီယိုဖလာဆိုတော့ promise ပြ promise ဆိုတာအာရန်ဟန်ရဲ့ promise ဟာ ယေရှုခရစ်တော်ဒီရောက်တာအဲ့လို promise ဒီ Christianity ကအာမင်္ဂလာဆိုရင်လေချိန်ချင်းအာမင်္ဂလာကိုချိန်လိုက်ပြီဆိုလေမျိုးဆက်အတူတောက်လျှောက်လိုက်တာမျိုးဆက်ချိန်တာဥမာအာရန်ကျူးလုံးနဲ့ပြစ်အပြစ်ကလူသားအလုံးပေါ်မှာအဲ့ဒီချိန်ချင်းအာမင်္ဂလာတောက်လျှောက်ရောက်တာအဲအဲ့လိုအဲ့လို Christianity ကအဲ့လိုသွားအဲ့ဒါကိုယေရှုခရစ်တော်ကရွေးနှုတ်ကယ်တင်တယ်ဆိုယေရှုတော်ကရွေးနှုတ်ကယ်တင်တာနဲ့လူသားအလုံးလူသားမျိုးနဲ့အလုံးကိုယုံကြည်တဲ့ယေရှုခရစ်တော်ကကိုယ့်အပြစ်အတွက်ဟဲ့လား အသွေးသွန်လောင်းခြင်းအဖြစ်ရွေးနှုတ်ကြတယ်နဲ့ဘုရားရှင်ဇစ်ကအသွေးနော်တဆူတပါးကြီးရောဘုရားကလည်းရွေးနှုတ်ကြတယ်နဲ့ဆိုတော့လက်ခံယုံကြည်တဲ့သူအားလုံးရဲ့အပြစ်အတိတ်အနာဂတ်ပြစ်ဆုံးပံဝေကျွေးကံကျွေးဘာအကျွေးအားလုံးကိုဘုရားအသွေးသွန်လောင်းခြင်းအဖြစ်နော်ရွေးနှုတ်ကြတယ်နဲ့ဆိုတာအဲ့ဒါကိုလက်ခံယုံကြည်တဲ့သူဟာဟာအဲ့ဒါကြတယ်ချင်းကြတယ်ချင်းဖြစ်တယ်ဆိုတော့ကြတယ်ချင်းတာဘာလဲဆိုတော့ born again born again ဆိုတာကယ်တင်ခြင်းကယ်တင်ခြင်းဆိုတာပေါ်ရခဲ့ဒါပေမဲ့အဲယေဘက်ဒီဇန်ကြတော့အဲ့ဒါယောဟန်ကိုဈေးလွှတ်တာယောဟန်ကိုဈေးလွှတ်တာအဲ့ယောဟန်ဆိုတာအဲ့ဒီအဲယောတိငါးကိုလောက်အဲ့တော့ကျွန်တော်တို့နှုတ်ကပတ်တော်ဆိုတာဟာဘုရားသခင်ဖြစ်တယ်ဆိုတော့အနှုတ်ကပတ်တော်ကလည်းဘုရားတစ်ပါးမဟုတ်ဘုရားဝမ်းမယ်ဒါပေမဲ့အဲ့သီအိုဖနီတွေဖြစ်တယ်အနှုတ်ကပတ်တော်အပြင်သင်ကိုလာပြီး manifest လုပ်တယ်နော်သင်ကိုညံအလင်းပေးဖွင့်ပေးတယ်အဲ့ဒါဘုရားပဲ ဒါပေမဲ့နှုတ်ကပတ်တော်ကဖရာလို့ပြောလဲယေရှုဟောလို့မေးအဲ့ဒါလည်းဖရာပဲဒါပေမဲ့နှုတ်ကပတ်တော်ကဖရာတော်ပါယေရှုကဖရာတော်ပါဒီလိုမဟုတ်ဘူးဒီလိုမဟုတ်ဘူးအဲ့ဒါသီယိုဖနီလို့ခေါ်တယ်ဖရာသခင်ကတင့်ကိုလာစကားပြောတယ်ညှက်အားဖြင့်လာစကားပြောတယ်အဲ့ဒါကညှက်အားဖြင့်လာစကားပြောတယ်အဲ့ဒါဖရာပဲဒါပေမဲ့ညှက်ကဖရာလားဆိုမဟုတ်ဘူးသီယိုဖနီကနေလာပြောတာမိုးတိမ်ကနေအဖန်ဖြစ်တယ်ဤသူကငါချစ်တဲ့နှစ်သက်မြတ်လို့ကငါကြီးချစ်သားပေဒီဆိုအဖန်ဖြစ်တယ်ဒါသီယိုဖနီခေါ်တယ် ဒါခမီးတို့တပါးသက်သက်ဖရဖရဘွားမဟုတ်နော်အဲ့လိုအတီယိုဖနီလို့ခေါ်တယ်သူကဖန်ဆင်းခြင်းအလုံးကနေနေမိခဏပြုတ်နိုင်တယ်အတန်ပြေးပြားနိုင်တယ်ဟာအယောင်အစင်းအနတ်အရသာဒီလိုမျိုးပေါ့နော်အာယုံ၅ပါအသတ္တမအာယုံတတ္တမအာယုံဟလာအဲ့လိုဟာမျိုးတွေနေဖရသခင်ကလာရောက်ဆက်တွေ့ဒါဖရဘွားလားဆိုမဟုတ်ဘူးနော်ဝမ်းမဲမိုနိုတီဆယ်မဲအဲ့ဒါကြောင့်မလို့ ယေရှုပဲလို့ပြောတာအဲ့ဒါယေရှုပဲလို့ပြောရင်သူကဘုန်းလို့ဒါဒါဟိုမော်ဒလစ်ဇင်ဆိုပြီးတော့အဲဒါပြီးတော့ဟိုဟိုဆွဲချပါဘောနော်အရှိနေဆွဲချလို့လာလှုပ်တဲ့ကောင်တွေရှိသေးတယ်ဟဲ့ဒါပဲနဲ့တမန်ကျမ်းစာ I am the first I am the last ငါအစအဆုံးဖြစ်တယ်အဲ့ဒါဘယ်သူကပြောယေရှုပဲပြောတာနော်နောက်ဆုံးအနေနဲ့ကြွလာမယ်သူကလည်းယေရှုပဲဆိုတာဒါတော်တော်များပါပဲအဲ့လောက်ရှင်းမှဒီဘောနေကဲကိုနားလဲမှာဖြစ်တယ်ဒါဆိုရင် မီဟုဖလာနေချင်းခရရနဲ့မနေ့တနေ့ကမှယုံကြည်ခြင်းရောက်ပြောင်းလာတဲ့ပြောင်းလဲလာတဲ့နှစ်နှစ်ချင်းခရရပေါ့ဗျာနှစ်ချင်းခရရကိုကျွန်တော်ပြောတော့မယ်နော်ဘာလို့ဆိုလားရမတူရင်လားရလည်းမတူမတူ unity is not uniformity ရဲ့ unity ဆိုတာမတူတဲ့အရာတွေကိုပေါင်းစုလို့တော့ရတယ်ဒါမှမဟုတ် uniformity တသားတဲ့တသွေးတဲ့တတန်တဲ့အဲ့လိုမဖြစ်ဘူး နားလည်လားမသိဘူးဂိုင်းပေါင်း4000နဲ့8000 5000ရှိတယ်ဂိုင်းခွဲတွေเนาะအဲ့ဒီဂိုင်းခွဲတွေကို unity အဖြစ်နဲ့တစုတညီတညီတို့ထီအစုတောင်းလို့ရတယ်ဝစ်ပြုလို့ရတယ်ကိုးကွယ်လို့ရဒါပေမဲ့ uniformity not uniformity unity is not uniformity เนาะဘာလို့ဆိုလာရမတူတဲ့အတွက်လာရလုံးဝမတူအတူတူပဲလို့ထတ်ချလို့မရဟမ်အဲ့ဒါအဲ့ဒါလေးနားလဲပေါ့เนาะ difference is difference right difference is difference เนาะ unity is not uniformity uniformity ဆိုတာတသားတည်းဖြစ်တာအခရစ်တော်နဲ့အသင်းတော်ကတသားတည်းကြားတယ်လို့ပဲအဲ့ဒါ uniformity unity အဖြစ်အတူတကွာဆူတောင်းနိုင်တယ် pray လုပ်နိုင်တယ်ဒါပေမဲ့လာရလာလာရမတူတဲ့အတွက်လာရဘယ်တော့မှမတူလာရဘယ်တော့မှမတူအတူတကွာဘယ်တော့မှမဆုတည်ဘူးအဲ့ဒါကိုကျွန်တော်ပြောရရင် အဲအဲအဲဟို unity နဲ့ uniformity နဲ့နည်းနည်းကွဲပြားဖို့လိုတယ်ပေါ့နော်အဲ့တော့ကျွန်တော်ပြောအဲ့ဒီနှစ်ချင်းခရိယံဆိုတာကအဲ့မီယိုပလာက generation အပေါ်မှာလိုက်လိုက်တယ် promise ကပေးထားရယ်အာဗြဟံ promise ပေးရင်တောက်လျှောက်ယေရှုခရစ်တော်အထိဒါဒီ promise ကတောက်လျှောက်သွားတာနော်အာရန်အာရန်အပေါ်မှာချိန်လိုက်လေချိန်လိုက်တဲ့အခါမှာအာရန်ရဲ့ချိန်ချင်းအမင်လာလူသားမျိုးနဲ့တလျှောက်လုံးကိုလိုက်တာဒါ Christianity ပဲ အဲ့တော့အဲ့ယေရှုခရစ်တော်ရွေးနှုတ်ခဲ့တဲ့ခြင်းကိုဆောင်ရွက်တဲ့အခါမှာလူသားမျိုးနဲ့တောင်းလျှောက်လို့အဲ့ဒီယေရှုခရစ်တော်အသွေးအားဖြင့်ဘုရားအသွေးအားဖြင့်တူလောင်ခြင်းအားဖြင့်ရွေးနှုတ်ခဲ့တဲ့ခြင်း blood covenant အားဖြင့်ရွေးနှုတ်ခဲ့တဲ့ငါ့ဤအသားကိုမစားအသွေးကိုမတောင်းလဲတင်းတော့အသက်မရှိဆိုတဲ့နှုတ်တော်ထွက်ကနော်အဲ့ blood covenant အားဖြင့်ရွေးနှုတ်ခဲ့တဲ့လူသားမျိုးနဲ့အားလုံးအဲ့ဒါကိုယုံကြည်လက်ခံတဲ့သူအားလုံးကအဲဒါရွေးနှုတ်ခဲ့တဲ့ခြင်းဟိုဖြစ်တယ်ဖြစ်တယ်ဒါကြောင့်မို့ Christianity ဟာမီယိုးဖလားဆိုတော့ကျွန်တော်ထည့်ထည့်ပြောတာဖြစ်တယ် နော်တချို့ကမြေဟိုးဖလာရဲ့တန်ကြီးကိုနားမလဲဘူးဗောနော်ကိုမိဘရဲ့ဒီခေါင်းင်းကိုလက်ဆင့်ကားလာတဲ့အမွေအနှစ်ခါဒါတန်ကြီးရှိတယ်ဘာလို့ဆို promise မိဘအပေါ်မှာ promise ရှိထားတယ်တားသပြီးအပေါ်မှာလည်း promise ကရောက်နေတာဖြစ်တယ် automatic ရောက်နေတာဖြစ်တယ်နော်ဒါသူ့အချိန်တန်ရွေးနှုတ်မှာပဲဖြစ်တယ်နော်ဒါကောကဂတိကဝတ်နော်ဒါကတော့တစ္ဆာနာဝိညာဉ်လို့ခေါ်တစ္ဆာနဲ့လို့ခေါ်ကိုးွယ်ဖို့တော့လိုတယ်အဲ ဒါပေမဲ့မီယိုးဖလာတိုင်းလား promise ကတည်သလားဆိုတော့မတည်ပါဘူးတချို့မီယိုးဖလာတွေလည်းဘာသာတွေကြောင်မိန်းမယူလိုက်တော့မိန်းမဘာသာနဲ့အဲမိန်းမအခြားဘာသာ gender ကိုယူလိုက်တယ် gender ဘာသာနဲ့ဝင်သွားတဲ့မီယိုးဖလာတွေလည်းအများကြီးရှိပါတယ်အဲဒါကြောင့်မလို့နန်ဝင်းညင်လကောင်တစ္ဆာနဲ့ကောင်ကိုယ်ဝယ်ရမယ်လို့အဲဒါကိုယ်ဝယ်ခြင်းမဟုတ်ပဲအဲအလိုရှိတယ်လို့ဒါပြောထားတာဖြစ်တယ်ဆိုတော့ဒီမီယိုးဖလာကဏ္ဍကိုကျွန်တော်အဲ့ဒါထည့်ပြောတာပေါ့နော် အဲ့မျိုးဆက်ကျင်စာမျိုးဆက်ကျင်စာနဲ့ပြောတယ်ဒါလည်းအမှန်ပါပဲเนาะဒါဘာဘာလို့ဆိုတော့မျိုးဆက်ကျင်စာဆိုတော့ရှိတယ်เนาะရှိတယ်ဒါဒါဘာလဲယေရှုခရစ်တော်ယုံကြည်လက်ခံတဲ့အဲ့အဲ့မျိုးချက်မျိုးဆက်ကျင်စာအားလုံးဟာဖြတ်တော့သွားပြီဖြစ်တယ်เนาะဖြတ်တော့သွားပြီဖြစ်တယ်ဘာကျင်ချင်းအမင်္ဂလာအားလုံးယေရှုကဖခင်အသွေးကိုသွန်လောင်းခြင်းအဖြစ်ရွေးနှုတ်ကယ်တင်လိုက်တာဖြစ်တယ်အဲ့အသွေးသွန်လောင်းခြင်းလို့ကျွန်တော်ရှင်းပြတာပြီเนาะအရက်ဆက်ဆိုအကြမ်းတမ်းဆိုအရှုံးညံ့ဆိုเนาะအစွေးကွက်ထဲမှာเ တိတ်ခါတမာရီဘာအကုန်ရှင်းသမျှအားလုံးသွန်းပလိုက်တာရေခွက်ကိုသွန်းပလိုက်တယ်လို့အဲ့လိုသွန်းပလိုက်တာအဲ့ဒါအသွေးသွန်းလောင်းခြင်းဆိုတာနော်အရက်ဆက်ဆုံးအကြမ်းဆန်းဆုံးအယုံညာဆုံးအသေးသက်ခြင်းကိုခံပြီးအသွေးသွန်းလောင်းပြီးရွေးနှုတ်ကယ်တင်တာဖြစ်တယ်နော်ကိုခန္ဓာစိတ်ဝိညာဉ်အားလုံးကိုခြေမွားပလိုက်တာအဲ secret heart ဆိုတာအဲ့ဒါပဲယေရှုခရစ်တော်ကအပြစ်မရှိပဲနဲ့ဆွဆွဲခံရတာအဲဆွဆွဲခံရတာအထင်လွဲခံရတာ အာသူ့ကိုဖယားကနေပြီးဖယားဆင်စစ်ကအသွေးသွန်းလောင်းပြီးအသက်ဆွန့်ပေးတာကိုဖယားတပါးဘွားတပါးကသူ့ကိုအပြစ်ပေးတယ်သူ့ကိုတန်ခတ်လိုက်တယ်သူ့ငါတို့အပြစ်တွေသူ့အပေါ်မှာငါတို့ချိန်ချင်းတွေသူ့ပေါ်တင်ပြီးတော့ဆိုအထင်လွဲခြင်းခံရတာအထင်မှားခံရတာနော်အဲသူတို့ဘာကဲ့ရဲ့ရှုတ်ချပြည့်ရဲ့ပြူခြင်းကိုခံခံရတာဖြစ်တယ်ဒါရောမလို့ဒါအသွေးသွန်းလောင်းခြင်း blood covenant လို့ပြောတာအသွေးသွန်းလောင်းခြင်းပရိညာအဖြစ်ယူနုတ်ကယ်တင်တာဖြစ်တဲ့အတွက်ကြောင့် ဒီ born again เนี่ยไอ้นี่คนนี้ปอนเนาะดิနှစ်ချင်းမင်္ဂလာเนาะနှစ်ချင်းမင်္ဂလာရခံပြီးပြီဆိုရင်မခံလို့မရအောင်နှစ်ချင်းမင်္ဂလာမခံလို့မရအောင်အဲ့ဒီမှာကျွန်တော်ပြောရင်တာနှစ်ချင်းဆိုတဲ့နေရာမှာရေနှစ်ချင်းပေါ့เนาะအဲ့ဒါနောင်နာနဲ့ဆိုင်တဲ့ဗတ္တိဇံပဲဖြစ်တယ်အဲ့ဒါ born again เนี่ยဘာမှမဆိုင်ဘူး born again ဆိုတာအဲ့ဒီနှစ်ချင်းထဲမှာနေပြီးတော့မီယိုးဖလာအဖြစ်ချင်းဖြစ်မယ်မဖြစ်ပြောင်းလဲလာတယ်ဟာ သူဖြစ်ချင်ရဖြစ်မယ်ဒါပဲနှစ်ချင်းမခံလို့မရအောင်နှစ်ချင်းကအဲလူတို့ရှေ့ဖရားသခင်ရှေ့မှာစိတ်နှလုံးကနေယုံကြည်နေလို့မရအောင်ယေရှုကိုယုံတယ်ဆိုရင်နှုတ်ကနေဝင်ခံရတယ်အဲနှုတ်ကဝင်ခံဖို့ကတကလဲလို့ရတယ်တကလဲလို့တယ်ဆိုတာအဲ့ဒီလူတို့ရှေ့ဖရားသခင်ရှေ့မှာ announcement နော်ကျွန်တော်လက်ခံယုံကြည်ပါတယ်ဆိုနှုတ်ထွက်ပြီးတော့တသက်ခံရတယ်အဲ့ဒီအတွက်နှစ်ချင်းမင်္ဂလာလို့နော်အဲ့နှစ်ချင်းမင်္ဂလာဆိုတာ လူရှိဘုရားသခင်ရှိအသင်းတော်ရှိမှာကျွန်တော်ကလက်ခံယုံကြည်တယ်သစ္စာနဲ့သစ္စာပြုပါတယ်ဆိုတဲ့ဟာကိုအဲ့ဒါနှစ်ချင်းမင်္ဂလာအဲ့ဒါ religion လို့ခေါ်တယ်အဲ့ဒါ born again နဲ့ဘာမှဆိုင်အဲ့ဒါအဲ့ဒီထဲမှာနေပြီးတော့ဟာနှုတ်ကပတ်တော်ဆံငတ်ခင်မှုကိုလို့တယ်နှုတ်ကပတ်တော်သို့ထားဖို့လို့အဲ့ဒါပါလေဆိုရွေးချယ်တော်သူအများရှိတော်လေခေါ်တော်မူတော်သူအများရှိတော်လေရွေးကောက်တော်မူတော်သူနေ ရှမတဲခရုံရဲ့အခန်းကြီး20လောက်เนาะအဲ့ဒါလေးကြောင့်တတိယရှမတဲ20တွန်းဤသူရဲ့နောက်ကြသောသူတို့သည်အရင်ကြရလိမ့်မည်အရင်ကြသောသူတို့သည်နောက်ကြကြလိမ့်မည်ခေါ်တော်မူသောသူအများရှိတော်လေရွေးကောက်တော်မူသောသူသည်နည်းသည်ဟုမိန်တော်မူပဲအဲ့အဲ့အဲ့ဒါဘာလဲဆိုတော့ခေါ်တော်မူသောသူအများရှိတော်ဆိုရွေးကောက်တော်မူသောသူနည်းတယ်အဲ့ နှစ်ချင်းခရိယံနှစ်ချင်းခံတဲ့သူတွေအများကြီးပဲနော်ရွေးကောက်တော်ပြောသူနေတယ်ဆိုတော့ selected people အဲ့ဆက်ရွေးကောက်တယ်ဆိုတာပါတယ်ဆို follow me လို့အဲ့လိုခေါ်လိုက်တာအဲခေါ်လိုက်တာခေါ်တော်မူသောသူဆိုတာကတတ်တတ်အဲရွေးကောက်တော်မူသောသူဆိုတာ selected people အဲ့လိုရွေးကောက်လိုက်တာအဲ့ဒါဘောနေကဲဘောနေကဲဖြစ်တဲ့လူပါနေခေါ်တော်မူသောသူအများရှိတော်လဲနော်ဒါဟာဘာကိုပြောတာလဲဆိုတော့အာဘာနဲ့ချိန်ရမလဲဆိုတော့ရှင်ရောင်းခရုံဝင်အခန်းကြီး၄ အငယ်35မှာရှင်ရောရှင်ရောခရုရဲ့အခန်းကြီး၄အငယ်35ယခုမှစရည်လေးလာလို့ ਨੇ ဇဘာရည်ရကာလဖြစ်လိမ့်မည်ဟုတင်းတို့ဆိုတတ်ကြသည်မဟုတ်လောငါဆိုသည်ကဇဘာရည်ချင်းအလို့ငါလေပင်တို့သည်ယခုပင်ဝင်းဝင်းရှိသည်ကိုမျှော်ကြည့်ရလောဇဘာရည်တော်သူသည်အခါကိုခံရ၏ထာဝရအသက်ရှင်ခြင်းအလို့ငါအတီးနှံကိုစုသေး၏တို့ဖြစ်ပြိုးကျဲတော်သူနဲ့ဇဘာရည်တော်သူအတူတကဝမ်းမြောက်ကြလိမ့်တူဦးကပြိုးကျဲ၏တူဦးက စဘာရိတ်သည်ဟုစကားသည်ဤနေရာ၌အမှန်ကြသည်တင်တို့သည်လဲမလုတ်သောအရ၌စဘာရိတ်စေခြင်းကတင်တို့ကိုငားစေလို့အခြားသောသူတို့သည်လဲလုတ်ကြ၏တင်တို့သည်ထိုသူတို့ဤလုတ်ထဲသို့ဝင်ရကြ၏အဲရိတ်သိင်းခြင်းရိတ်သိင်းခြင်းနဲ့ပြိုးကျခြင်းဆိုတာအဲ့ဒါပြိုးကျခြင်းဆိုတာဘာလဲဆိုတော့ယောဟန်ကအဲ religion ဘာသာတရားထဲမှာနှစ်ချင်းခံတာအဲ့ဒါရေနဲ့မွေးတယ်ရေနဲ့မွေးတယ်ရေနဲ့ဝင်ပြီးတော့တခါရိတ်သိင်းခြင်းအတွက်စောင့်နေရတယ်အဲ့ဒါဘောနေခဲ့ ဒီသေးဆိုပုံလိုက်ကဲအဲ့ဒါခေါ်တော်မူသောသူအများရှိတော်အဲရွေးရွေးကောက်တော်မူသောသူနဲတယ်လို့ကျွန်တော်ပြောတာဆိုတော့ဒီဘုံလေးကဲနဲ့ဒီရေးနှစ်ချင်းနဲ့အတတ်တတ်စီမတူနော်နှစ်ချင်းခံလို့ဘုံလေးကဲဖြစ်တာမဟုတ်ဒါပေမဲ့နှစ်ချင်းမခံရင်ဘုံလေးကဲဘယ်တော့မှမမြင်အောင်ဘုံဘယ်မှဘယ်တော့မှနှစ်ချင်းမခံမဲနဲ့ဘုံလေးကဲဖြစ်တယ်ဆိုတဲ့လူရှိကုန်မရှိဘူးရှိကုန်ရှိဘူးတက္ကရာအခု2000နဲ့အဲ24ကိုရောက်နေပြီဒါခရစ်ခရစ်တက္ကရာ ရှေ့ကိုမရှိဘူးရှေ့လာပြရင်ယူလို့ပြောတယ်နှစ်ချင်းနောင်တရရမယ်နောင်တနဲ့ညံ့မြုပ်ချင်းရှိရဆိုတော့နောင်တရခြင်းဆိုတာကျွန်တော်တို့ကနားမလဲဘူးမိယိုးဖလာနှစ်ချင်းခရရဒါမှမဟုတ်နောင်တရခြင်းဆိုတာဘာမှန်းတော့မသိပဲနဲ့နှစ်ချင်းခံခဲ့အားကြားစာလေးတစ်ပိုင်းတစ်ပိုင်းဟိုကဲတင်ချင်းကြောင်းလေးအဲတော့အဲကျွန်တော်အပြည့်ဝမတက်ခဲ့ဘူးဒါမှလည်းကျမစမ်းစာတော့ဖတ်နေတယ်ဘာလို့မီယိုးဖလာဖြစ်တဲ့အဲမွေးတဲ့ကစမ်းစာ ဖတ်တတ်တဲ့အရွယ်တွေကဖတ်နေတယ်မိဘသွန်သင်လာတယ်အဲ့ဒီ promise မိဘအပေါ်မှာ promise ကမိရိုးဖလားဆိုတာအဲ့ဒါအဲ့ဒါကိုပြောနေတာအဲ့ promise ကမသိပင်နဲ့လေနှစ်ချင်းခံခဲ့တယ်မသိပဲနှစ်ချင်းခံခဲ့တယ်မသိပဲကျန်းစာတွေဖတ်နေတယ်ဘာမိရိုးဖလားဖြစ်တဲ့အတွက်ကြောင့်ဒါပဲအချိန်ရောက်တဲ့အခါချင်းရှက်တဲ့အချိန်ရောက်တယ်သူကသူ born again ဖြစ်လာဆိုတော့ နှစ်ချင်းခံရင်လည်းဘောနှကင်းနေဘာမှမဆိုင်ဘူးဘာမှမဆိုင်ဘူးအဲတခုတော့ရှိတာပေါ့နော်နှစ်ချင်းခံခံချင်းဒီနေ့နှစ်ချင်းခံပြီးလက်ပြန်ဘောနှကင်းဖြစ်ချင်းဖြစ်တဲ့သူရှိရင်လည်းရှိမယ်ဟမ်နှစ်ချင်းမခံခင်နေကဘောနှကင်းဖြစ်ဖို့ဟလာအာတတ်မှတ်ချင်းခံရတဲ့သူလည်းရှိချင်းရှိမယ်ဒါပေမဲ့နှစ်ချင်းမခံလို့တော့မရဘူးနှစ်ချင်းမခံလို့တော့မရဘူးလာဒါလူတို့ရှိဘုရားသခင်ရှိမှာ announcement ပေါ့နော်တကယ်လို့ဖို့လို့ declare လုပ်ဖို့လိုတယ်အဲ့ဒါဒါကြောင့်မလို့ယေရှုခရစ်တော်ကယောဟန်ထံမှာဗက်တိဇံခံခဲ့တာဖြစ်တယ်ခံပြတာဖြစ်တယ်အဲ့ဒါတက်တယ်အဲ့ဒါမှန်ကန်ကြောင်အဲ့ဒါ I am the way ဆိုတာငါဒီလမ်းကြီးဖြစ်တယ်အဲ့ဒါအဲ့ဒါကိုကျွန်တော်ပြောရင်တော့တိတ်များသွားရလေပြောလို့မရဘူးပေါ့နော်ဒါကြောင့်နှစ်ချင်းခံတိုင်းဘောနကဲမဖြစ်ဘူးနှစ်ချင်းခံခြင်းနဲ့ဘောနကဲเนี่ยတခြားစီဒါကြောင့်နှစ်ချင်းမခံတော့သူကလေဘယ်တော့မှဘောနကဲမဖြစ်တယ်လို့နော်ဘောနကဲဖြစ်သူတိုင်းကလေနှစ်ချင်းခံပြီးတော့ သူများတာလေးဖြစ်တယ်အဲအဲ့ဒါနှစ်ချင်းမခံပဲနဲ့ဘယ်တော့မှပေါ်နေခဲ့မဖြစ်ဘူးဘယ်တော့မှလည်းပါဇက်နဲ့ယုံလို့မရအောင်နှစ်ချင်းခံရောက်ကဘာလို့ I am the way ယောဟန်အမည်ရှိသောသူတယောက်ကိုဘုရားသခင်ဆေလို့တော်မူယောဟန်ထံမှာယေရှုကနှစ်ချင်းခံခဲ့ဒါအမှန်လေဆိုတဲ့ way ကိုပြပြတဲ့အတွက်နောင်တရနောင်တမရပဲနဲ့နှစ်ချင်းခံတာလည်းရှိဟမ်ရှိတယ်မယိုးဖလာဖြစ်လို့နှစ်ချင်းခံတာတချို့ကနမိတ်လက္ခဏာမြင်ပြီးယုံတာလည်းရှိတယ်ဒါပေမဲ့ခေါ်တော်မူသောသူအများရှိတော်လို့ရွေးကောက်တော်မူသောသူ ငယ်ခေါ်တော်မူသောသူဆိုတာအဲ့ဒါနမိတ်လက္ခဏာအနာပြောက်သွားလို့အကျွေးချေသွားလို့ဟာထီထိုးလိုက်တာထီပေါက်လို့ဟဲ့လားဘုရားကိုဟာစိန်ခေါ်လိုက်တာဘုရားကိုစိန်ခေါ်လိုက်တော့ဘုရားကနေပြီးတော့ဟာဆူတောင်းချက်ကိုချက်ချင်းတက်သေးပြရတဲ့အတွက်ကြောင့်ဟာအနာရင်းပြီးတော့နမိတ်လက္ခဏာအောက်ကွယ်နမိတ်လက္ခဏာတွေ့ပြီးတော့ယုံတယ်ဆိုတာအဲ့ဒါခေါ်ခေါ်ခံရတာအဲ့ဒါဘောနဂန်ဖြစ်တာလည်းမဆိုင်ဘူးเนาะအဲ့ဒါနောင်တရရတာလည်းမဆိုင်ဘူးเนาะနောင်တရရတဲ့သူတိုင်း ဘောနကန်းကိုမျောလင့်နိုင်တယ်နော်။နောင်နာမရပဲနဲ့နှစ်ချင်းခံတဲ့သူဟာအဲကဲတင်ချင်းကိုသာလေမျောလင့်နိုင်တယ်။ဘောနကန်းကိုမျောလင့်မှုမရှိဘူး။နောင်နာမရှိတဲ့အတွက်နောင်ထရဖို့လိုတယ်။နောင်ထရမယ်မိမိအပြစ်မှာမိမိဟာအပြစ်သားဖြစ်ကြောင်းဝန်ခံဝန်ခံနောင်ထရမိမိဟာအပြစ်သားဖြစ်ကြောင်းဝန်ခံပြီးနောင်ထရတာနဲ့နောင်ထဆွဲတယ်ဆိုတာပုံမြင့်တယ်။နောင်ထဆွဲတယ်ဆိုတာဘယ်လိုမှ ဘုရားသခင်နိုင်ငံတော်ကောင်းကင်နိုင်ငံရောက်ဖို့ဘယ်လုံးမှလမ်းမရှိတော့ဘူးဆိုတာအဲ့ဒါနောင်လဆွဲတာယေရှုခရစ်တော်မှငါ့ကိုမကယ်ဘယ်လိုနည်းနဲ့မှကောင်းကင်နိုင်ငံတော်ရောက်ဖို့နော်ကယ်တင်ခြင်းကိုရဖို့မဖြစ်နိုင်တော့ပါဘူးဆိုပြီးအဲ့ဒါ surrender လုပ်တာအဲ့ဒါဟာနောင်တဆွဲတယ်လို့ခေါ်တယ်နောင်တရတယ်ဆိုတာထပ်တလဲတယ်နောင်တရတယ်အပြစ်ပြန်လုပ်လိုက်ထောင်တရလည်းတောင်းပန်လိုက်အပြစ်ပြန်လုပ်လိုက်အဲ့လိုတန်ကြာလဲနေတယ်နောင်တနောင်တရတယ်နောင်တဆွဲတယ်ဆိုတာကြောင့်အဲ့ဒါဘောလည်းကဲ ဘာလဲဆိုတော့ယေရှုခရစ်တော်မှာအပအချားမရှိတော့ဘူးတေချာဝါခရစ်တော်ကလာကယ်တင်ပိုင်ရှင်ယေရှုခရစ်တော်ကလာငါ့ကိုလက်မဆွဲငါတေချာဝါငရဲသွားရမယ်ဆိုတော့တေတဲ့အထိလက်ခံယုံကြည်တာအဲ့ဒါနောင်နာဆွဲတယ်လို့ခေါ်တယ်အဲ့ဘောနဲ့ကဲနဲ့အဲနောင်နာအဲရေနှစ်ချင်းနဲ့ပေါ့နော်အဲ့ဒီ promise နဲ့အဲ့ဒါတွေကတော်တော်များရတယ်ဗျာသင်3-4ရက်လောက်သင်ယူရမယ် ကဘာဦးကစပြီးတော့ဒိုင်အောင်ကိုအဲ့လောက်ပဲကျွန်တော်ပြောပြနိုင်တယ်ဒိုင်အောင်ကိုနောင်နာမရပဲနဲ့ဘယ်သူမှကဲတင်ခြင်းကိုမျှော်လို့မရအောင်နမိတ်လက္ခဏာနဲ့ပြောင်းလဲပြီးတော့နှိချင်းကန်တဲ့လူပါလေအဲ့နမိတ်လက္ခဏာမရှိတဲ့အခါကျရင်အဲဒုံမင်းကဒုံမင်းအဲ့တော့နမိတ်လက္ခဏာဇဲအတိုက်သူကတွေးနေမှာအတွေးနေမှာအဲ့နမိတ်လက္ခဏာမတွေးတော့ဘူးသူတောင်းတာမရတဲ့အခါကျရင်သူကပြောအဲ့အဲ့ဒါမီဟုတ်ဖလားဖြစ်ပင်တယ်လေအဲ့လိုပဲအဲ့ဆက်ပြတ်သွားတဲ့လူတွေအများကြီးရှိတယ်နော်ဘာလို့လဲဆိုတော့ အဲ့လိုပေါ့နော်အဲ့ဒါဘောနဂန်ဖြစ်ဖို့ဟာတမာကျမ်းစာတူထားဖို့လိုတယ်နှုတ်ကပတ်တော်တူထားဖို့လိုတယ်နော်အဲ့ဒါလေးက message သတင်းစကားကျွန်တော်ပေးနေတာဟုတ်ကဲ့နောက်လာရပြီဟုတ်ကဲ့ကျွန်တော်မြို့ဖလားဒါပေမဲ့ဘောနဂန်ဖြစ်မဖြစ်သေးဘူးဆိုရင်တင်ဘာကြောင့်မဖြစ်သေးတာလဲဆိုတင့်နှလုံးထဲမှာတူထားတဲ့နှုတ်ကပတ်တော် မရှိသေးဘူးအဲ့နှုတ်ကပတ်တော်ရှိရမယ် အနှုတ်ကပတ်တော်ရှိဖို့ဆိုတာပါလေယေရှုရဲ့နှုတ်တော်ထွက်တဲ့အ ਨੇ ဆုံးရှိရအ ਨੇ ဆုံးအ ਨੇ ဆုံးအ ਨੇ ဆုံးယေရှုရဲ့နှုတ်တော်ထွက်တဲ့အားလုံးတဲ့ရဲ့နှလုံးထဲမှာတုံ့ပြန်ထားပြီးတော့ညှော်လင့်နေရအဲချိန်ချက်တဲ့အချိန်ရောဟာဗတ်စတိုင်းဆိုတာအဲ့ဒါအများကြီးပဲဗျအဲ့ဒါတော့အဲ့လောက်ပဲရှင်းပြနိုင်တယ်အဲ့တော့ဘောနဂန်ဖြစ်ချင်တယ်ဆိုရင်နှုတ်ကပတ်တော်တူထားဖို့လိုပါတယ်အဲနှုတ်ကပတ်တော်တူတယ်ဆိုတာဘာစကားနဲ့ပြောရင်တော့လူဘိန်းသားလေးအောင်ပြောရင်တော့အလွတ်ကျက်တာဘယ်ဟာတွေအလွတ်ကျက်ရမလဲဆိုတော့ ယေရှုရဲ့နှုတ်တော်ထွက်တယ်တော့အ ਨੇ ဆုံးအလွတ်ကျတာအပိုက်လေးအပိုက်ကလေးအပိုက်ကလေးလွတ်တယ်အဘောနကင်းကိုစောင့်ကျင်တယ်ဘောနကင်းကိုတင်းတင်းရှားရှားသိကျင်တယ်နော် pregnant ယူတယ်လို့ခေါ်တယ်တတော်သမီးဖြစ်ကျင်တယ် pregnant ရားကျင်တယ်အဒုတိယမိုးချင်းခံကျင်တယ်ဆိုရယ်နှုတ်ကပတ်တော်ပုံမီးထားကိုလိုတယ်အအဲ့ဒါဘာလဲဆိုအ ਨੇ ဆုံးယေရှုခရစ်တော်ရဲ့နှုတ်ထွက်စကားတွေကိုနော်အပိုက်လိုက် အပအဆအဆုံးမရတော့ များများများနိုင်တယ်များများနှလုံးထဲမှာတူထားဖို့လိုတယ်အဲအဲ့ဒါရိတ်သိမ်းခြင်းတော့မှဲ့လာတဲ့အချိန်တိုင်းဟာဗတ်စတိုင်ရောက်လာလိမ့်မယ်အဲ့ဒါဟာဗတ်စတိုင်ဆိုတာအဲ့ဒါအဲဘောနဂန်ပဲဘောနဂန်ဆိုတာတင်းစီခြင်းပဲအဲ့ဒါတင်းစီခြင်းဆိုတာအများကြီးပဲเนาะ secret rapture အများကြီးအဲ့ဒါတွေအားလုံးနဲ့ချိန်နေအဲ့ဒါကြောင့် born again ကိုရှင်းပြဖို့ပါတော့ အဲတော်တော်အချိန်ယူရမှာပေါ့နော်တော်တော်ဒီဒေးပဲမေးထားတဲ့လူရှိလို့အတွက်ဒါနှစ်ချင်းမခံလို့လဲဘောင်းနဂန်ဘယ်တော့မှမဖြစ်ဘူးနှစ်ချင်းခံရမယ်ဘာလို့လဲလူရှိဖရားသခင်ရှိမှာ announcement declare လို့ရမယ် declare လို့ရအချင်းသူဒီတွေရှိသမျှကိုမစွန့်တော့ declare လို့ချင်ရပြန်အကုန်စွန့်လိုက်တာဘာသူ့ရဲ့မီယိုဖလာချိန်ချင်းအမင်္ဂလာတွေမီယိုဖလာရဲ့နတ်ဆုံးကဝေးမှာအနှံထားတာတွေအဲ့အဲ့ဒီအားလုံး declare လို့ချင်အပြင်ဖြတ်တောက်တာဖြစ်တယ် ဖြတ်တော့တာပဲဒါကြောင့်နှစ်ချင်းခံရမယ်လူလူရှိဘုရားသခင်ရှိမှာမြတ်အဲအဲနှစ်ချင်းခံပြီးတော့ announcement လုပ်ဖို့လိုတယ်အဲ့ဒီဟာလေနှစ်ချင်းခံခြင်းဆိုတာဗကေးကြီးတွေမှာနှစ်ချင်းပေးတာမဟုတ်နှစ်ချင်းခံရဲ့အဲဘက်တစန်ဆိုတာအဲဘက်တစန်ခံယူတဲ့သူကဒါအဲ့ဆန္ဒပုံမှာမူတည်ပြီးမြည်သူမဆိုယုံကြည်တဲ့ဟာ doctrine 2ရဲ့ doctrine 2ဖို့လိုတယ် ယုံကြည်ခြင်းဆိုတာယေရှုဘသူလဲဆိုတဲ့ doctrine တူဖို့လိုတယ်။ဖယဘွားသမားဖယဘွားရဲ့နှစ်ချင်းကိုခံဖို့လိုတယ်လို့ဖယဘွားမဟုတ်ဘူး။မိုးနိုတီစင်ဆိုမိုးနိုတီစင်သမားရဲ့နှစ်ချင်းခံဖို့လိုတယ်။ဆရာမမဟုတ်ဘူး။ယုံကြည်သူတယောက်ယောက်ကနော်နှစ်ချင်းကိုလည်းခံယူလို့ရတယ်။နော်နော်ဝိယုံကြီးချုပ်တော့မှမဟုတ်ဘူး။ယုံကြည်သူအချင်းချင်းနှစ်ချင်းပြန်ပေးလို့ရတယ်အရေးပေါ့။ပြန်ပေးလို့ရတယ်။နော်နော်နော် ပါလေလိုက်ဆာလတ်ဆာဖာအာနောက်ဆုံးတော့ညစာစာပွဲမှာဤအပွဲတော်မင်္ဂလာအပွဲတော်မင်္ဂလာကိုလည်းဗာဤမုံကမုံနဲ့စပြည့်ကိုလည်းစပြည့်ရရှိမှာမဟုတ်ဘူးမုံရှိမှာမဟုတ်ဘူးเนาะအဟိုပကေးကြီးတွေပါစတာကြီးတွေရှိမှာမဟုတ်ဘူးယုံကြည်သူအချင်းချင်းအာအာဒါဤမုံကတင်းတို့အဖို့လုံကချိုးဖဲ့တော့ငါကြီးကိုဖြစ်တယ်ဤခွက်ကတင်းတို့ရဲ့ ဖို့လုံကတော်လောင်းတော့ပရင်းချင်းတရားသည့်အသွေးဖြစ်တယ်ငါကြီးအသွေးဖြစ်တယ်ဆိုရုံးကြည့်သူအချင်းချင်းလဲအဲမုတ်ဖဲ့ပြီးတော့ဝင်ကားလို့ရတယ်နော်အချင်းချင်းဝင်ကားလို့ရတယ်နှစ်ချင်းကလည်းရုံးကြည့်သူအချင်းချင်းပေးလို့ရတယ်ဒါ emergency ပြောတာ emergency ပြောတာနော်အာမြေသူအနှံ့ချင်းနော်ပကေးကြီးခေါ်ပြီးအနှံ့မှာမဟုတ်ကျွန်တော်ကိုဟာကိုအနှံ့ထားပြီကိုကိုကိုမြေကိုယေရှုခရစ်တော် ယုံကြည်တဲ့သူတွေကကို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 အနံကြိုတင်အနံထားလို့ရတယ်နော်ပကေးအနံမှဟမ်အနံချင်းပြီးမြောက်တာမဟုတ်ဘူးယုံကြည်သူအချင်းချင်းနော်ကိုနဲ့နော်အဲလာရလဲတူတယ်လာရလဲတူတယ်ယုံကြည်သူအချင်းချင်းကလည်းမြေကိုအနံပေးလို့ရတယ်အဲအဲ့လောက်ပဲနော် God bless you everybody တိတ်ရှိသွားရယ်ဟိုလည်းတင်းလို့မလွယ်ဘူးညအဲ့ဒါအနှစ်ချင်းနဲ့ အဲရေပဲဒီဇံနဲ့ရေနေဝိညာဉ်မမွေးတော့သူဆိုရဲအဝိညာဉ်တော်မွေးခြင်းဆိုတဲ့ဘောနဲ့ကင်းတာယေရှုတပါးလေးကသာလဲပေးနိုင်တယ်အဲ့ဒီဓမ္မောင်းနဲ့ကင်းဖြစ်ဖို့အတွက်ကတင်းရဲ့နှုတ်နှလုံးထဲမှာနှုတ်ကပတ်တော်တူထားဖို့လိုတယ်အဲ့ဒီနှုတ်ကပတ်တော်တွေကပါလေလဲဆိုအ ਨੇ စုံအ ਨੇ စုံကယေရှုခရစ်တော်ရဲ့နှုတ်တော်ထွက်တယ်လို့တင်းအလွတ်ကြမှတ်ထားဖို့လိုတယ်အဲ့ဒီနှုတ်ကပတ်တော်တွေရှိမှလာလေသူကရင်းနှုတ်ကြဲနေခြင်းကဘောနဲ့ကင်းဆိုတာဖြစ်လာမှာဖြစ်တယ်အဲ ် pregnant you ဟာဟုတ်လို့ pregnant ဆိုတာကိုယ်ဝင်ဆောင်တာလားအဲ့ဒါနှလုံးသွင်းတာအဲအဲ့တော့ပါပဲเนาะ god bless you everybody